ဗုဒ္ဓဆိုတဲ့စကားလုံးကဘာပြောတာတုံးလို့ဆိုရင်တိတူဆိုတဲ့အထိပ္ပယ်ကိုပြောတာဘုဇတိတိဗုဒ္ဓောဆိုတဲ့ definition ပေါ့ဖွင့်ဆိုထားတဲ့စကားလုံးကတိတယ်တိတူဆိုတဲ့အထိပ္ပယ်ဘာတွေကိုတိတာတုံးဆိုလောကမှာတိเสียမှန်သမျှကိုတိတယ်တိเสียဆိုတာအမြဲတမ်းများတယ်ဘုန်းကြီးတို့တိတာတထွာတမိုက်တောင်မရှိဘူး သိเสียတွေကအများကြီးမသိတာနဲ့သိเสียသိတာတွေကိုတွက်ကြည့်လိုက်မယ်ဆိုရင်မသိတာတွေကများပြီးတော့သိတာလေးကနည်းနည်းလေးပဲလက်တဆုပ်စာလေးလောက်ပဲကိုသိတယ်ကိုမသိတာတွေအများကြီးအဲ့တော့မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တာဟာသိเสียတွေကိုအကုန်သိလို့ဗုဒ္ဓလို့ခေါ်တာဒီလိုသိဖို့ကလွယ်သလားလို့ဆိုဘယ်လွယ်မှာတော့ကိုသိတာလက်တဆုပ်စာလေးပဲသိတယ် ရသော်ဘုရားတိတာကြတော့လက်တဆုပ်ဆာမကဘူးအများကြီးတိတယ်ရသော်ဘုရားကတခါဟောတယ်တတော်ထဲမှာတိရွက်လေးတွေကောက်ပြီးတော့လက်ထဲမှာ ဆုပ်လိုက်ပြီးတွေ့လားငါလက်ထဲကတိရွက်ကလေးတွေတော်ကြီးထဲမှာရှိတဲ့တိရွက်နဲ့ငါလက်ထဲမှာရှိတဲ့တိရွက်ဘယ်ဟာများတော့ဆိုတော့ယန်းတွေကိုမေးတော့ယန်းတွေကအရှင်ဘုရားတဲ့ တော်ထဲမှာရှိတဲ့သေရွက်တွေကအစမတန်များပါတယ်တဲ့ရှင်မရလက်ထဲရှိတဲ့သေရွက်ကဘလောက်မှမရှိပါဘူးအဲ့ဒီတိုင်းပဲတဲ့ငါသိပြီးတော့မဟောတဲ့အကြောင်းအရာတွေမပြောတဲ့အကြောင်းအရာတွေကတတော်ထဲမှာရှိတဲ့သေရွက်တွေလိုပဲအများကြီးပဲတဲ့ငါသိပြီးဟောတဲ့တရားငါလက်ထဲမှာဆုပ်ထားတဲ့သေရွက်ဆုပ်ကလေးလောက်ပဲဟောတာတဲ့